မင်းမင်္ဂလာပါရှင်ဒီချိန်နဲ့ဒီမှာပြီးတော့နားထောင်နေကြတဲ့မောင်မင်းမလေးတွေရောဆရာတို့ရောအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အားလုံးကဒီလိုကရမှာရှင်တဲ့နေရပြီးတော့တူနဲ့တူအပြန်လန်ဆွတ်တယ်မှုဆိုတာလဲရှောင်းလန်းလို့မရတဲ့အရာတခုပဲပေါ့နော်အဲ့လိုရှောင်းလန်းလို့မရတဲ့အရာတခုကိုကိုကဒီလူမှုဆက်ဆံရေးမှာမကောင်းဘူးတွေနဲ့စကားပြောရတာမချိုက်ဘူးတွေနဲ့ဆက်ဆံရမှာအောင်ကြောက်တယ်ဆိုပြီးတော့ရှောင်ပြင်းနေလို့လည်းမဖြစ်ဘူးအဲ့လိုမျိုးရှောင်ပြင်းနေပဲနဲ့ပိုဒီတွေအကြောင်းကိုလေ့လာပြီးတော့ဘယ်လိုမျိုး ဆက်ဆိုင်တာကပို့ပြီးတော့ကောင်းမလဲဆိုတာကိုလိလာပြီးတော့ကိုကပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာအောင်လိလာပြီးတော့နေထိုင်သွားရမယ်ပေါ့နော်အဲ့ဒီ driver ကို honesty private school ရဲ့ grade 2ကျောင်းသားကျောင်းသူတွေကနေပြီးတော့ကျောင်းရဲ့ထောက်တိုင်းဒီချေသူရဲ့ရှင်းဆောင်လမ်းပြမှုနဲ့အတူလူမှုဆက်ဆံရေး interpersonal relationships ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုအကြောင်းအရာမှမပြောခင်ပါတော့ကျွန်တော်ဒီ project ကို လောက်ဆောင်ဖို့အတွက်အကြံဉာဏ်တွေပေးခဲ့တယ် idea တွေစဉ်းစားပေးခဲ့တယ်ကျွန်တော်တို့ဒီ interpersonal relationships တွေအကြောင်းအရာကိုလောက်ခွင့်ပေးခဲ့တဲ့တစ်ချက်ထုတ်ကိုကျေးဇူးတင်ချောင်းအောင်ပြောချင်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးကိုယ်တိုင်အတွက်ဒါမကပဲနဲ့ right ဒီလိုပြောပြနေတဲ့လူတွေမကပဲနဲ့နားထောင်နေတဲ့လူတွေရောဒီနာကကြည့်နေတဲ့လူတွေတပါအချိုးကျေးဇူးဖြစ်စေတဲ့အကြောင်းအရာတစ်ခုကိုလောက်ပေးတဲ့ tradition ထုတ်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ် ဲ့အတွက်အဲ့လိုကိစ္စလည်းပြပြီးဆိုတော့ဒီ interpersonal relationship အကြောင်းတောင်းလိုက်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ great track ကပြသပြီးတော့မယ်ဒီ interpersonal relationship ဆိုရဲ presentation နဲ့မှာဗားရပါမယ်ဆိုတော့ပထမအဆုံးအနေနဲ့ interpersonal relationship ဆိုတာဘာလဲပြီးတော့ interpersonal relationship ဒီအကြောင်းပြီးတော့အဲ့ဒီ room ဆက်ဆံရေးကလူမျိုးပေါ်တွေမှာဘလို့အရေးပါနေလဲကောင်းမွန်တဲ့ room ဆက်ဆံရေးတစ်ခုကိုဘလို့တိစောက်မလဲဆိုတဲ့အကြောင်းအရာတွေကို ပြပြပြီးတော့မှဖြစ်လို့အားလုံးပဲစိတ်ဝင်စားနေနှောင့်ပြချပါအောင်လို့ပြောချင်ပါတယ်။ပထမအဆုံးအနေနဲ့ interpersonal relationship လူမှုစစ်ဆင်ရေးဆိုတာပါလေ။အမ်ဒီလူမှုစာရေးဆိုရဲစကလုံးပြောလိုက်ခနေကဒီစကလုံးလေးလုံးအနေနဲ့ကျွန်တော်တို့ဒီရဲ့အတိတ်တွေကိုတေချာရှင်းပြချင်မှလို့ပဲနေတာအားလုံးကနားနဲ့ဒီလောက်ကြပြီပေါ့နော်လူမှုစာရေးဆိုတာကကျွန်တော်ဘွားရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေကနေပါပေါ့ပြီးတော့ ပါဝင်နေတယ်ပါဝင်နေပြီးတော့ရှောရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လူနေမှုဘဝရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေမှာဝင်ရောက်သက်ဆိုင်နေရပေါ့နော် international relationship ဆိုရဲလူမှုဆက်ဆံရေးကလူနာဦးနဲ့နှုံးထက်ပေါ်တဲ့လူတွေကြားကတူနဲ့တူစကားအရဖြစ်စေအပြုအမူအရဖြစ်စေအခုခေတ်ဒီလို internet တွေဖွံ့ဖြိုးလာတဲ့ခေတ်ဒီမှာဆိုစာရီနဲ့ဆက်သွယ်ပြီးတော့အရာဖြစ်စေတူနဲ့တူကြားမှာရှိနေတဲ့အပြန်အလှန်ဆက်သွယ်မှုမျိုးပေါ့နော် ဲ့လိုအပြန်လဲဆက်တော့မူရဲမှာဘလူးတွေပါဝင်နေလဲဆိုတော့နေတိုင်းတွေ့နေရတဲ့ရောဒါရှူရင်းကြီးပုံမှန်မမတွေအဖေမိတွေပြီးတော့အခုเจ้าကတငယ်ချင်းတွေပေါ့ပေါ့ကောင်းပဲအတိုင်းပဲတွေနဲ့အတန်းပေါ်တွေကိုယ့်ရဲ့ဆရာဆရာမတွေကိုယ့်ရဲ့ဆရာဆရာမဆိုလဲကိုယ့်ရဲ့တပည့်တွေအပေါင်းဝင်ကိုယ်နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကိုယ်နဲ့ထိတွေ့ဆက်ဆံနေရတဲ့ဘိုင်းပေါင်းဝင်နေပေါ့နော်အဲ့တော့ဒီလူမျိုးစေးအကြောင်းအတူတူမျိုးပြောရရင်တော့ကျွန်တော်ရဲ့ဘဝတွေမှာတရားနဲ့တရားပြောဆိုဆက်ဆံမှုကနေပြီးတော့

interpersonal relationship မှာဆိုလို့ရှိရင်တော့အမျိုးအစားတွေအများကြီးရှိပါတယ်။ဖိတ်ထွားမှဒီ data ချက်တွေကဆိုလို့ရှိရင်တော့ဒီ family relationship မိသားစုဖြစ်ဆိုင်ရေးအာဒီမိသားစုဖြစ်ဆိုင်ရေးမှာဆိုလို့ရှိရင်ဘယ်ဟာတွေပါလဲဆိုရင်မိဘနဲ့တာသမီဖြစ်ဆိုင်ရေးနောက်ထပ်အနေနဲ့ဆိုရင်ညီမတွေ၊ပေါင်နှမတွေရဲ့ sibling relationship တွေသူတို့ရဲ့ဆက်ဆံရေးတွေနောက်ထပ်အနေနဲ့ဆိုရင်ဆွေမျိုးဆွေမျိုးသားချင်းတွေ ိစရဲ့ဒီလိုမျိုးအချင်းချင်း support ပေးကြတဲ့ relationship မျိုးခေါ်ပါတယ်။နံပါတ်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်တော့ friendship ဆိုတဲ့မိတ်ဆွေစစ်ဆိုင်ဒီစစ်ဆိုင်မှာဆိုလို့ရှိရင်ဒီမိတ်ဆွေတွေတကယ်ချင်းစစ်ဆိုင်ရတယ်ပေါ့နော်။အကြိုက်သူတို့သဘောထားချင်းတူတာကြောင့်မို့ရင်းနှီးသွားတဲ့သူတွေကိုဒီဒီ friendship မိတ်ဆွေပဲလို့ခေါ်တယ်။အဥပမာအနေနဲ့ပြောရမယ်ဆိုရင်ငယ်ဘဝကနေပြီးတော့အခုအထိထားနေတဲ့တကယ်ချင်းတွေနောက်ထပ်နေလဲဆိုရင်ဒီ တက်ကတူအလုတ်တရားနဲ့စရတရားစရနေရာရဲ့တရားရဲ့လေဒါအချင်းချင်းသဘောတူရင်းနဲ့အတူတူအချင်းကုန်ကြရဲ့ဆိုဒီကုန်ကြရဲ့တူရင်းခေါ်ပါတယ်ဒီနံပါတ်3မှာဆိုလို့ရှိရင်ဒီ romantic relationship ဆိုတော့ဒီသမီးသားလူမယားစတိုင်ကြီးတွေခေါ်ပါတယ်အဲ့လေဒီ professional relationship အလုပ်ပိုင်းဆက်ဆံရေးလို့ပြောရမှာပေါ့နော်ဒီအားလုံးပေါ့အလုပ်လုပ်နေတဲ့အမှုဆောင်နေတဲ့ဖြစ်ပေါ်လာတဲ့ဆက်ဆံရေးကိုခေါ်ပါတယ် အဲ့ဥပမာလေးနဲ့ပြောရမလို့ရှိရင်ဒီအလုံးအတူတူလုပ်တဲ့ co-workers တွေအထက်ရဲ့အလုပ်တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ supervisor တွေအဲစီးပွားရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့ဖောက်တယ်နဲ့ကိုယ့်ရဲ့ client နဲ့ဝန်ဆောင်မှုပေးရသူရဲ့အချင်းချင်းဆက်ဆံရေးဒါသူ့မျိုးဆိုရင်လည်းအကြောင်းမှဆိုရင်လည်းအချင်းချင်းအတန်းပေါ်ချင်းချင်းဆက်ဆံရေးကို professional relationship ခေါ်ပါတယ်ဒီရဆုံးချက်နေတဲ့ဒီနံပါတ်9မှာဆိုလို့ရှိရင်ဒီ social relationship ပေါ့ new relationship ပါဆိုလို့ရှိရင်ဒီ international နေလို့အသင်းဖွဲ့လေလို့လုပ်ငန်းတွေနဲ့လှုပ်ဆောင်ရတဲ့သူအဲ့ဟာတွေအဲ့လိုမျိုးလူတွေနဲ့ဆက်ဆံရတဲ့ဟာကို social relationship လို့ခေါ်ပါတယ်။ဒီဒီလိုမျိုးဆက်ဆံရေးတစ်ခုစီတိုင်းမှာလည်းယုံကြည်မှုတွေဆက်သွယ်ဆက်သွယ်မှုတွေနဲ့တာဝန်မှုတွေကိုတံပိုးထားဖို့လိုအပ်ပါတယ်။ဒီမတူညီရဲ့ဆက်ဆံရေးတစ်ခုချင်းစီမှာလည်းကိုယ်ပိုင်စီကတ်နေတဲ့တံပိုးတွေရှိပါတယ်။နောက်ထပ်အနေနဲ့02ကနေပြီးတော့ဆက်ပြီးရှင်းပြပေးပါမှာဖြစ်ပါတယ်ရှင်။ ဖြစ်ခဲ့ပါတယ်အခုအနေနဲ့ကတော့ interpersonal relationship ကဘာကြောင့်အရေးကြီးပါသလဲ။ပေါင်းမှုကြောက်ခံတဲ့လူမှုဆက်ဆံရေးနဲ့တူလူချင်းရဲ့ဆက်ဆံရေးကကျွန်တော်တို့မတို့ကိုစိတ်ပိုင်းဆိုင်ရာခံစားနေရမှာ။ကိုညီပေးပါရဲ့။ပထမဆုံးအနေနဲ့ဆက်တရေးဆိုင်ကိုမြင့်တင်ရပါမယ်။လူတဦးနဲ့တဦးကြားကဆက်ဆံရေးကိုပုံမကောက်မှုနဲ့ဆက်ဆံရေးတစ်ခုဖြစ်အောင်လို့မုံမှခံနေသေးပါရဲ့။ပဋိပက္ခတွေကိုစိတ်အေးအေးထားပြီးတော့နှောင်းနှစ်ပတ်နှိမ့်နိုင်ဖြစ်ရှိသင့်ပါရဲ့။ပဋိပက္ခတွေ တို့ကြားလိုက်တဲ့အခါမှာတင်ငိစာနဲ့ guide တွေ့ရပါမယ်။ဒီတိယောက်နဲ့တယောက်စကားပြောဆက်ဆံတဲ့အခါမှာတခါတလေကြားလို့ရှိရင်တော့သဘောထားကွဲလဲမှုတွေဖြစ်ပေါ်တပိုင်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဒေါသကို share မှာမထားပေနဲ့နှုတ်နှစ်ဖက် easy easy ဖြည့်ဖြည့်တင်ပါတယ်။လူတဦးမှာစိတ်ကအင်းကြီးကြီးစုံမဲဆိုတဲ့အတိုင်းစိတ်ပိုင်ဆိုင်ရာကောင်းမွန်ဖို့နဲ့စိတ်ပိုင်ဆိုင်ရာကျန်းမာရေးကိုအငြင်းတန်းဂရုစိုက်ပြီးတော့ပုံမကောင်းမွန်နဲ့စိတ်ကြက်ခိုင်နဲ့စိတ်တဲ့ကြက်ခိုင်နဲ့စိတ်တက်ကို လောက်ဝယ်ပိုင်ဆိုင်ထားတဲ့သူတို့ဖြစ်အောင်လို့ကိုကိုကိုနဲ့တကွာကိုပဝေချင်းကသူတွေကိုပါနှစ်တင်ပေးရပါမယ်။ဦးကြီးမှုတစ်ခုတည်ဆောက်ပြီးတော့အခွဲလိုက်လှုပ်ဆောင်ခြင်းမျိုးကိုညှားစွာမရလဲဆောက်တင်ပါတယ်။လူတအုပ်ကိုတအုပ်ယုံကြည်ခြင်းကညှားစွာအကျိုးပြုပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ခိုင်မာဆက်ဆံရေးမရှိလို့ရှိရင်တော့လူတွေကအထူးကျန်တဲ့လူခံစားရတတ်ပါတယ်။ဒါကြောင့်တအုပ်ကိုတအုပ်ဖေးမှပြီးတော့အားနည်းသူကိုလက်တွေ့ခေါ်နေမှာဆိုလို့ရှိရင်တော့လက်ပါရဲ့ပတ်ဝန်းကျင်ဖြစ်မှတည်ကြပါပဲရှင်။နောက်ချက်အနေနဲ့ကတော့0 70ကပြပပေးတာမှဖြစ်ပါတယ်။ โอเคပါရှင်နောက်တစ်ခုအနေနဲ့ဒီ how to very good relationship လို့ခေါ်ရဲဆက်စပ်ရင်းကောင်းတစ်ခုကိုဘယ်လိုမျိုးတည်ဆောက်အောင်လဲဆိုတာလေးကိုဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါရှင်ပထမဆုံးတစ်ချက်အနေနဲ့ communicate clearly ပါရှင်း ူရှင်းစွာပြောဆိုဆက်ဆက်ခြင်းပဲဖြစ်ပါတယ်။ဒီလျောင်းကားရဲ့စကားလုံးတွေထက်တူတူနဲ့အသေးပေပြေးသွားအောင်ပြောပါ။အပြစ်တွေဝေဖန်နေတာထက်ဆောင်လို့ရှိရင်ကိုယ့်ရဲ့ခံစားချက်လေးတွေကိုအခြေခံပြီးရောပြောဆိုဆက်ဆံပေးပါရှင်။စကားပြောဆိုရဲ့နေရာမှာမရှင်းလင်းရင်နားလည်မှုလွယ်တာလေးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ရှင်းရှင်းလင်းလင်းနဲ့စကားပြောဆိုတဲ့ပုဂ္ဂိုလ်ကအရေးကြီးပါတယ်။နောက်တစ်ချက်နေနေကကြတော့ show empathy ပါ။စာနာနားလည်မှုကိုပြသခြင်း။အခြားလူရဲ့ခံစားချက်ကိုနားလည်အောင်ကြိုးစားပါ။ဆန္ဒမှုဆိုတာကချစ်ချင်းမေတ္တာရဲ့အရင်းမြစ်တစ်ခုလို့ ောလို့ရပါတယ်။ဒါကြောင့်မို့လို့တစ်ဖက်လူရဲ့ခံစားချက်ကိုနားလည်ဆန္ဒပေးရပါမယ်။ပြီးတော့ကိုယ်ကဆန္ဒနားလည်ပေးကြောင်းကိုလည်းဒုတိယအောင်ပြသပေးရပါမယ်။နောက်တစ်ချက်အနေနဲ့ကတော့ respect boundary ပါလူတယောက်ရဲ့တိခဏနိုင်စွမ်းကိုလေးစားခြင်းပဲဖြစ်ပါတယ်။လိုအပ်လာလို့ရှိရင်လူတယောက်ရဲ့ဒီစိတ်ခံစားချက်ကိုထည့်သွင်းပြီးတော့စဉ်းစားကြည့်ပြရပါမယ်။တစ်ဖက်သားရဲ့တိခဏနိုင်စွမ်းကိုလည်းတော့ပြောမထီပါတင်ပါဘူးရှင်။နောက်တစ်ချက်အနေနဲ့ကကြတော့ be vulnerable ပါ အကူတိုက်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားပါအဲ့တော့ကိုယ့်ရဲ့ခရီးတွေကိုအတက်နိုင်ဆုံးထိမ့်သိမ့်ပြီးတော့ပေးထားတဲ့ခရီးအတိုင်းတက်နိုင်သလောက်တည်အောင်လုပ်ပေးပါလူတွေကဂရိတီရဲ့လူမျိုးကိုယုံကြည်အားကိုးကြတာများပါတယ်ရှင်။နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ Hunter Conflict Family ပါ။ပြပခါတွေကိုတည်ငြိမ်စွာကန့်တွယ်ဖြစ်ရှင်းတာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာသဘောထားချင်းမတိုက်ဆိုင်တာတွေနားလည်မှုကွဲလဲတာတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့ဒီအခါမှာဆိုလို့ရှိရင်ကိုကဒေါသဥရှိမထားပဲနဲ့ညှိနှိုင်းနိုင်နိုင်နဲ့စကားပြောပြီးရောစိတ်အေးအေးနဲ့ဖြစ်ရှင်တင်ပါတယ်ရှင်။ကျွန်တော်ခုပြောသွားတာလေးတွေကတော့ဒီဆက်ဆံရေးတစ်ခုမှာယုံကြည်မှုကိုခိုင်မာစေပြီးရောကျွန်တော်ရဲ့ relationship တစ်ခုကိုနှက်ဆိုင်စေတဲ့အချက်လေးတွေပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုအနေနဲ့နောက်တစ်ချက်ကိုတော့ကျွန်တော်ရဲ့အဖွဲ့တွေကတယောက်ကပြောသွားပြပါအောင် ညီကောင်းချုပ်ရလည်ပေါ့နော်လူအချင်းချင်းပေါင်းသင်းဆက်ဆံရင်းဆိုတာကဘဝရဲ့အစိပ်ပိုင်းတစ်ခုမျှတာမဟုတ်ဘဲနဲ့၎င်းရဲ့လူမှုဆက်ဆံရေးကပုံမကောင်းမွန်တဲ့လူနေမှုဘဝကိုပုံဖော်ပေးပါတယ်။အိမ်မှာပဲဖြစ်စေ၊ကျောင်းမှာပဲဖြစ်စေ၊အလုံးမှာပဲဖြစ်စေကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးရေးတွေကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေ၊ကြီးထွားမှုတွေ၊ဖွံ့ဖြိုးတိုးတက်မှုတွေအောင်မြင်မှုတွေကိုဓာတ်ရက်အကျိုးအကျိုးတက်ရောက်စေတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူများနဲ့ပုံမကောင်းမွန်တဲ့ဆက်ဆံရေးကိုတိဆောက်တိဆောက်ကြတိဆောက်ကြပါစို့လားရှင်။ Hello Okay သမီးတို့ရေကျေးဇူးတင်ပါတယ်ဟုတ်ပါပြီနောက်တစ်ဖက်နောက်တစ်ဖက်ပြရကြံသေးလဲဒီချိန်မပြီးသေးချေအော်မပြီးသေးဘူးလားဟုတ်ချက်တမီးမိုက်ပြန်လာဖွင့်လား Sorry 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 အဲ့တော့ကျွန်တော်ရဲ့ presentation ကဒီမှာပဲအဆုံးတက်ပြီးတော့ပြောလို့ရရပေါ့နော်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာတွေရောရှိပါသေးတယ်။အဲ့တော့အားလုံးပဲဒီ presentation လေးကိုကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်လို့မပြောချင်ဘူးပေါ့နော်ဒီအခုကျွန်တော်တို့ဒီသူမှုဆက်ဆံရေးဆိုတဲ့အကြောင်း inter interpersonal relationship ဆိုတဲ့အကြောင်းအရှိမလဲအခွင့်အမားရပြောပြသွားပြီကျွန်တော်တို့ကလည်းထပ်ပြီးတော့ဒီဟာနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုပြောခဲ့ရဆိုတော့ဒီသူမှုဆက်ဆံရေးကတယောက်နဲ့တယောက်ဘဝမှာဘယ်လောက်ထိအရေးပါလဲဆိုတာသိခဲ့ကြပြီပေါ့နော်အဲ့အတွက်ဒီ show ရဲ့ presentation ကိုကြည့်ပြီးရဆိုတော့ကျွန်တော်ကတော့တယောက်နဲ့တယောက်ကိုကြည့်ပြီးတယ်လို့ပဲထင်နေပေါ့နော်ဒီမှာဆိုကျွန်တော်တို့တွေဖွင့်လိုက်အများကြီးကြိုးစားကြရတယ်ဒီ night quest ရဲ့အချိန်မှာ ဒီမှာလည်းရာသီဥတုအရန်ပူနေရပေါ့နော်အဲ့ပူနေချိန်ချိန်နေချာမှာတချို့လည်းဆိုတော့ line မကောင်းတာတွေရှိမယ်ပြုတ်ဘက်ကအဆင်မပြေမှုတွေအမျိုးမျိုးကြားနေပြီးတော့စ조사ပြရကြရပေါ့နော်အဲ့조사ထားတဲ့조사အထောက်အမှုတွေတစ်ဖက်လူဘက်ကနေစဉ်းစားထားတယ်ဒီ조사အထောက်အမှုတံခိုးထားပြီးတော့ချပြရအတွက်ဒီဟာက presentation တစ်ခုကိုကြီးရှုရဲနားထောင်နေဆိုတာထပ်ပို့ပြီးတော့တစ်ဖက်လူကောင်းကိုခွန်အားရတော့အောင်ဒီလိုမျိုးပို့ပြီးတော့ 조사အားထုတ်နိုင်တဲ့စိတ်ခွန်အားရတော့အောင်ကုညီပေးရလို့မြင်မိရပေါ့နော်အဲ့တော့ဒီ presentation ကိုကြည့်ရှုပေးရတဲ့အားလုံးကို thanks for helping ကိုပြောရှင်ပါတယ်နောက်ဆုံးနေကုန်းချုပ်အနေနဲ့ပြောရှင်တာကတော့ခဏကကျွန်တော်ရှင်းမပြောခဲ့တဲ့အတိုင်းပဲလူမှုဆက်ဆံရေးဆိုတာကတယောက်နဲ့တယောက်ပြောဆိုဆက်ဆံရတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လုံဆောင်ချက်တွေပြောလိုက်တဲ့အပြုအမူတွေစကားတွေကလူတစ်ဖက်သားရဲ့ဘဝပေါ်မှာတက်ရောက်မှုရှိသွားတာပေါ့နော်အဲ့လိုမျိုးကအဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကကိုပြောလိုက်တဲ့စကားတွေကိုပြောလိုက်တဲ့အပြုအမူတွေကလူတစ်ဖက်သားရဲ့ဘဝပေါ်မှာ ကောင်းမွန်တဲ့တရားမှုတွေပဲဖြစ်စီပြီးတော့ဆိုရတဲ့တရားမှုတွေသူ့ပေါ်မှာ तू อ่ะကိုကိုကိုပြောလိုက်တဲ့စကားတခုကိုလို့ရတဲ့အပြုမှုတခုကြောင့် तू อ่ะကိုကိုမုန်းတီးကြတာမျိုးတွေကိုရဲ့ဖြစ်တည်မှုကို तू ကလက်မခံနိုင်တော့တာမျိုးဖြစ်သွားစေတဲ့စကားမျိုးတွေအပြုမှုမျိုးတွေမပြောဘဲနဲ့ကိုပြောလိုက်တဲ့စကားတခုကိုလို့ရတဲ့အပြုမှုတခုကြောင့်တစ်ဖက်သူသူတစ်ဖက်သားရဲ့ဘဝပေါ်မှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေနဲ့ကောင်းမွန်တဲ့အမြင်တွေရှိလာအောင်ဖြစ်ပေါ်စီမဲ့စကားမျိုးပဲ ရွေးချယ်ပြောဆိုချဖို့နဲ့အဲ့လိုအကူအညီမျိုးတွေကိုပဲတက်နိုင်သလောက်ပြုလုပ်ချဖို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီ grade 12ရဲ့ presentation